ယနေ့စနေရက်ဆယ်လ2025ခုနှစ်မင်္ဂလာရှိသောနနေ့ခင်းရင်ခါကာလသမယမှာဗဂမကြီးဒေါခင်းလိုက်မိသားစုတို့မှာဒီနေ့ဆွာဆက်ကလူတန်းချင်းအနတ်နဲ့ဒီနေ့ဝဆက်ကလူတန်းချင်းအကြောင်းပြုလို့ဘုရားဓမ္မ၅မိနစ်ကမှတ်သားနိုင်ကြမယ်တဲ့ တရားကောင်းစီကိုလုံတာရဖို့စွန့်ကြဲစို့လို့ဒီလိုမှတ်လိုက်ပါဘယ်လိုမှတ်မလဲလုံတာရဖို့စွန့်ကြဲစို့တဲ့ဒါနံသဗ္ဗဒါသရကံဒါနစွန့်ကြဲပေကလုံတာခြင်းသည်သဗ္ဗဒါသရကံအရာအလုံးကိုပြည့်စည်စေနိုင်ပါ၏ဟု၍ တန္တာနတ်လူလူရဲ့ဆရာမြတ်စွာဘုရားကမိန်ကြားတော်မူခဲ့တယ်။စွန်ကြပိကလူဒန်းချင်းဟာအရာအလုံးကိုမြည်ပြည့်စုံနိုင်တယ်တဲ့။စွန်ကြပိကလူဒန်းမြေဆိုလိုခြင်းတော်ဖြင့်အဲ့ဒီစွန်ကြပိကလူဒန်းတဲ့ပုဂ္ဂိုလ်ရဲ့လောအင်းစန္ဒမန္တမြလူရာမန္တမြတောင်းတာရာမန္တမြ အလုံးကိုပြည့်စည်ပြည့်စုံစေနိုင်တယ်တဲ့အဲဒီလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကမိန်ကြားတော်မူခဲ့တယ်။ဒါနဲ့ဆက်စပ်ပြီးတော့သာရကလေးလည်းကိုတို့ပြီးတော့ကြီးကြမယ်ဆိုရင်အတ္တဗာမြတ်စွာဘုရားသခင်ကိုရောမြတ်အတ္တဗာမြတ်စွာဘုရားသခင်ကိုရောမြတ်နဲ့ကိုရောမမြတ်စွာဘုရားသခင်ကိုရောမြတ်တို့ရဲ့ဇာကာလအဲ့ဒီမှာသုမန္နာတတိဆိုတာရှိတယ် အဲ့ဒီသူမဏသတိရဲ့အိမ်မှာအလောကကျွေးပြတဲ့ယထာမိတဲ့ခါကျတော့လုံမရတဲ့အနဘာရဆိုတဲ့ဆင်းရဲသားတယောက်လည်းရှိတယ်တဲ့တတိကြီးရဲ့နှွားတွေကိုတော်တဲ့ကမျက်နှာရိပ်ပြီးတဲ့ခါကျတော့သူကကျွေးရနှွားကျွေးရယထာသမာလီပေါ့အမတန်ဆင်းရဲသူမဏသတိရဲ့အိမ်မှာနေတာဒါနေ့တော့ ကျော်တယ်ကိုသွားပြီတဲ့ခါကျတော့ညင်သွားထားတာတဲ့လမ်းကြီးမှာရှင်ပြည့်စင်ကဗုဒ္ဓမတိတစုနဲ့တွေ့လို့အရှင်ဘုရားဒီကနေ့စွန့်ရခဲ့ပါရဲ့လားဘုရားစွန့်ရပါပြီလားဘုရားဒီလိုမင်းမြန်ကြောက်တာတော့ပြည့်စင်ကဗုဒ္ဓမတိမြတ်ကြီးကတော်တော်ကောင်းအမျိုးသားငါတို့ရပါလေတံတဲ့ ငါတို့ရပင်တတဆိုတဲ့ခါကြတော့မရသေးဘူးဆိုတဲ့သဘောတရားပဲဒါနဲ့အရှင်မယားကနဆိုင်ကတော့မပအောင်မရဓမီတော်အိမ်ကိုဓမီတော်တို့ဝေစုချက်ထားတဲ့ဓမင်းများချက်ပါဗျာဓမီတော်ပြန်ပြီးတော့ပြေးကြည့်လိုက်ပါအောင်မယ်ဗျာဆိုပြီးတော့ဉာဏ်ကြီးမှာရှင်ပိစကမုဒ္ဒါကိုဣတ္တဆိုင်ကယတ္တတော်မူပြီးတဲ့ကယတ္တစေတော်မူပြီးတဲ့ခါကြတော့အိမ်ကိုအပြေးပြန်သွားတယ် ရသွားပြီးတော့အိမ်ရောက်တဲ့ခါကျတော့အင်ရှင်မကိုပြေးတယ်အရှင်မငါအတွက်ရည်ရွယ်ပြီးတော့ချက်ထားတဲ့ဓမင်းနဲ့ဟင်ကျက်ပါပြီလားပြီးတော့ကျက်ပါပြီတဲ့အဲ့ဒါကျက်ပြီဆိုလို့ချင်းတော့ဖြင့်အဲ့ဒါလေးပြင်ဆင်ထားလိုက်ဆိုပြီးတဲ့ခါကျတော့ရှင်ပြည့်စကားဗုဒ္ဓမထေရပြန်ပြီးတော့ပြေးသွားပြေးသွားပြီးတော့အရှင်မယား တပည့်တော်သွားဖို့လူကယူတော်ဘွားဗျာတပည့်တော်သဘိတ်မေးတော်ဘွားဗျာဆိုပြီးတဲ့အခါကျတော့ရှင်ပြည့်စည်ကဘုရားမတင်မြတ်ကိုအိမ်ပြန့်သွားပြီးတဲ့အခါကျတော့အဲ့ဒီမှာသဘိတ်တဲကိုသူ့အတွက်ခြံထားတဲ့သူ့အတွက်ရွေထားတဲ့ဓမင်းနဲ့ဟင်းဤမြထာသမားလေးကနေပြီးတဲ့အခါကျတော့ရှင်ပြည့်စည်ကဘုရားမတင်မြတ်ကိုလှူဒါန်းလိုက်အဲ့လိုလှူဒါန်းပြီးတဲ့အခါကျတော့ ထူထမ်းပြီးတဲ့ခါကျတော့နေလိုက်တဲ့ခါကျတော့အသက်ထဆုံးအဲဒီဘဝမှာနေပြီးတော့သက်တမ်းကုန်တဲ့ခါကျတော့ဩဘဝတိုင်းဘဝတိုင်းမှာသူဟာဒီကုသိုလ်ကောင်းမှုရဲ့ထောက်ပံ့ကြောင့်သူလိုတိုင်းတလိုက်တာမှန်တယ်မြတ်အကုန်ရတယ်လိုတာတတာမှန်တယ်မြတ်အကုန်ရတယ်အဲ့တော့ဒီကနေ့ဓမ္မကြီးတော်ခင်နိုင်မဲ့ မိမိလိုချင်တာတွေကိုတလိုက်တရမှန်သမျှအကုန်ရမယ်။ဒါကြောင့်မလို့လူတရမှုစွန့်ကြဲစို့စွန့်ကြဲတယ်ဆိုတာဘေးကန်းတာလူဒန်းတာပဲတဲ့။အဲ့ဒီအန္နာပါရဆိုတဲ့မြတ်သားသမားလေးဟာရှင်ပြည့်စုံကဗုဒ္ဓမတိမြတ်ကိုလူဒန်းပြီးတော့သဏ္ဍန်ကိုလုံးနေတဲ့ကောင်ဩလူ့ဘဝမှာလူချမ်းသာသူလိုရာမှန်သမျှအကုန်တလိုက် လူတလူဇနာတအကုံရတောင်းတရမသည်အကုံရတယ်တဲ့မရတာဆိုဘာမှမရှိဘူးတဲ့နောက်ဆုံးဘာမှမရှိတဲ့အရာဝတ္ထုနှစ်ခုွက်တဲ့ကောတကုနဲ့တကုအဘုံပိတ်ပြီးတဲ့ခါကျတော့ပြီးလိုက်ရင်တော့မှအဲ့ဒီတဲ့ကိုနတ်တွေကနေပြီးတော့အဲ့ဒီအလူဇင်လူဇနာမသည်ကိုနတ်တွေကဗန်းစင်းပြီးတော့တက်ပြရတယ်တဲ့အဲ့ဒီတော့ကြောင့်လူရာမသည်ကိုအကုံတလို့ရတယ် ဒီနေ့ခင်မှာမရှိသေးတဲ့အရာအဲ့ဒီအရာကိုတောင်းတလိုက်မယ်ဆိုပါစို့အဲ့ဒီတောင်းတလိုက်တာနဲ့တရားရဲ့သူ့ရဲ့ကုသိုလ်ကောင်းရဲ့ဇောအင်တတ္တိကြောင့်နတ်တွေကမနေနိုင်ဘူးတဲ့အလိုချင်းတောင်းတလိုက်တာမှန်တဲ့ဗျာကိုအကုန်ဖန်ဆင်းပေးရတယ်တဲ့အဲ့ဒီလိုကုသိုလ်မျိုးကိုဒီကနေ့ငါမကြီးဒေါက်လိုင်ကငါပြုတ်လို့စီးမှုလိုက်ရပြီလို့အဲ့လိုဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်တဲ့ အကြောင်းမလို့မာလုံဒီငါသာသမ္ပတိနေဝလောကိသရာတိရာဇာနိဗ္ဗာန်သမ္ပတိသဗ္ဗမေဒီနာလမတိမာလုံဒီငါသာလုံးပြင်၌ဖြစ်သောစီးစဉ်ဥစ္စာမသည်များကိုလည်းပဲအတိလတကယ်လေလူဒါနဲ့ဆောဖြင့်ယနန္ဒီတာတိဒီဝလောကိသနတ်ပြင်၌ဖြစ်သောရာဇာနိစာအခြင်းမွေးလျော်ပဲစီးစဉ်ချမ်းသာကိုလည်းပဲ ဣတိနာတေကရိသောလူဒန်းနဲ့ဗန္ဓလူဒန်းနဲ့ဤလူဒန်းနဲ့ကုသိုလ်ကောင်းမှုမျိုးပြန်လည်းပဲဉာဏ်သည်သာသည်ရာဇာနိဗ္ဗာန်သာဘာနိအကျလုံးအင်းချမ်းတဲ့နိဗ္ဗာန်ဤဟူသောတန်တိတုကသံသာကိုလည်းပဲဣတိနာတေကရိသောလူဒန်းနဲ့ဗန္ဓလူဒန်းနဲ့ဤလူဒန်းနဲ့ကုသိုလ်ကောင်းမှုမျိုးပြန်လည်းပဲဉာဏ်သည်သာသည်လို့မြတ်စွာဘုရားကမိန့်ကြားတော်မူတယ် ။ဗမာကြီးလိုချင်တာမှသမျာလူမြင်ပါရှိတဲ့စည်းစိမ်ဥစ္စာချုပ်ငင်ကြောင့်သာမျာတိုက်တာချမ်းချင်းဘာပဲလိုချင်လိုချင်ဒီကလေးပြုတဲ့ကုသိုလ်ကောင်းမှုကရတယ်လို့ဝါပြဝါသာပြရမယ်။လူစည်းစိမ်နဲ့ဘဂန်စားချင်ပုံမရတဲ့ဘိရောကနတ်ပြပါဖြစ်တဲ့နတ်ပြလည်းဖြစ်တဲ့မွေးလျော်ပဲစည်းစိမ်ကိုပဲချမ်းသာခံစားချင်တယ်ဆိုရင်လည်းပဲအရင်နတ်ပြပါဖြစ်တဲ့စည်းစိမ်ချမ်းသာမှန်တဲ့ပြကိုလည်းပဲ သင်္ကနေပြုတဲ့ကုသိုလ်ကောင်းမှုကနေပြီးတော့မေးစွာမယ်။အေးလူစည်းစည်းနဲ့မကန်စားခြင်းတော်မူဗျာ။လမ်းပြမှာဖြစ်တဲ့မွေးလျော်ဝဲချမ်းသာရေးလည်းပဲတပြီးတော့မကန်စားခြင်းတော်မူဗျာ။ကြီးမွေးပြီဗျာ။တပြီးတော့အလွန်အေးချမ်းတဲ့ဆင်းရဲအလုံးတို့ရဲ့ယုံငင်းရာနိဗ္ဗာန်ကိုဝဲသွားခြင်းတော်တဲ့ဘုရားဆိုရင်လည်းပဲဒီကနေ့ပြုတဲ့ကုသိုလ်ကောင်းမှုက ဣဗံအတိတယံအကောင်းပါနေပြပြီးတဲ့ခါကျတော့ဣဗံဇာတာကိုလည်းပဲရစီတယ်လို့ဘုရားရှင်ဩရောမြတ်မိတ်တော်မူတဲ့အဲကြောင့်မလို့ဒီကလေးဒကာမကြီးတို့လူသားတဲ့ကုသိုလ်ကောင်းမှုဟာလိုချင်တာမှန်သမျှတောင်းတာလားမှန်သမျှငါတို့ရပြီတဲ့လောကီစည်းစိမ်တွေမဟုတ်ဘူးတော့သောဣဗံအတိတောင်းတာလိုက်ဒီကုသိုလ်ကောင်းမှုရဲ့တောင်းပန်းကြောင့်ရောက်သွားမယ်တဲ့ဒါကြောင့်မလို့ဘုရားမကြီး လိုလားတောင်းတာလူပြမာပြည့်တဲ့စည်းစိမ်ချမ်းသာမသိများကိုလည်းပဲရရှိနိုင်ကြပါစေ။ဓမ္မပြမာပြည့်တဲ့စည်းစိမ်ချမ်းသာမသိများကိုလည်းပဲရရှိနိုင်ကြပါစေ။နောက်ဆုံးမှတော့ပြန်အလွန်အင်းချမ်းတဲ့တတိတုကနိဗ္ဗာန်ဆိုတဲ့ရွှေပြည်မြတ်ကြီးတို့လည်းပဲမြမပြုနိုင်ကြပါစေ။ဂုံတော်ရဲ့တို့ယဉ်ညင်ညာညာသုတောင်းမရဏပြုနိုင်ကြကုန်ရာတတိ။